လောကမှာအမှားတစ်ခု ကျွလွန်မိပြီဆိုလို့ရှိရင် ပြင်လို့ရတဲ့အမှားရှိတယ်ပြင်လို့မရတဲ့အမှားရှိ ပြင်ဖို့လည်းအလွန်ခက်တဲ့အမှားမျိုးအဲ့ဒီအမှားမျိုးဟာမကျွလွန်မိစေဖို့လို့မြတ်စွာဘုရားကဒီတေသနာတော်ဟောပြီးတော့ ထားတယ်လို့နားလည်ကြရမှာပေါ့အမကျွလွန်မိတယ်လို့ဆိုတဲ့နေရာမှာမသိလို့ကျွလွန်တာလဲတမျိုးတမင်တက်တက်ကျွလွန်တာလို့လဲတမျိုးအမမခွဲခြားသိနိုင်စွာမရှိလို့အမှန်ထင်ပြီးတော့ကျွလွန်မိတာလည်းပဲရှိတယ်ပေါ့ဒါကြောင့်မို့ ပြင်ရခက်တဲ့အမှားသို့မဟုတ်ပြင်မရတဲ့အမှားဆိုတာဘာတွေခေါ်သလဲဆိုတော့ဘုန်းကြီးတို့သိရှိနားလည်ထားဖို့လိုအပ်ဒီအမှားတစ်ခုကျွလွန်ပြီးပြီဆိုလို့ရှိရင်ပြင်လို့မရတော့ဘူးလို့လည်းပြောလို့ရတယ်သို့မဟုတ်ပြင်မှုခက်တယ်လို့လည်းပြောလို့ရတယ်ပြင်မှုခက်တယ်ဆိုတာနည်းနည်းလျှော့ပြောတဲ့သဘောပဲပြင်မရတဲ့အမှားလည်းရှိတယ်ဘယ်လိုမှပြင်လို့မရတဲ့အမှား အဲ့ဒါကိုအဘိဓမ္မာဒေသနာတော်မှာ ဟောထားတာဖြစ်တယ်။ရသဗျာ၃နှစ်စကလုံးနဲ့ပြောမယ်ဆိုရင်မိစ္ဆတနိယတာဓမ္မာမိစ္ဆတနိယတာလို့ဆိုတာမိစ္ဆတဆိုတာသဘာဝအဖြစ်မှားနေတယ်မှားတယ်ဆိုတာဘယ်လိုမှားတာလဲလို့မေးမယ်ဆိုရင် ြုတ်လုတဲ့ပုဂ္ဂိုလ်ကတော့ချမ်းသာဒုက္ခရလိမ့်မယ်အကျိုးစီးပွားကိုဖြစ်လိမ့်မယ်လို့ကျိုးစီးပွားရဖို့ဆိုရဲရွယ်ချက်နဲ့လှုပ်တာပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အကျိုးမဲ့ဖြစ်အောင်လှုပ်တာတော့မဟုတ်ဘူးတရားရီဆိုတာချမ်းသာဒုက္ခကိုလိုလားတာကြည့်ပဲဆင်းရဲအောင်လှုပ်တယ်ဆိုတာမရှိဘူး စိတ်ထားမှန်းနေပြီဆိုလို့ရှိရင်ကကိုချမ်းသာမဲ့ထင်လို့လောက်ကြတာဆိုပါစို့စူးဆိုင်လောက်တဲ့ပုံကိုယ်တွေပဲကြည့်စိတ်မမှန်လို့စိတ်ညစ်လို့စူးဆိုင်လောက်တယ်ဆိုတဲ့ပုံကွာချမ်းသာမဲ့ထင်လို့လောက်တာပဲလေဆက်ပြီးတော့အသက်ရှင်နေဆင်းရဲမှာပဲတည်သွားရင်အေးတာပဲလို့ပြောတော့ချမ်းသာမဲ့ထင်လို့လောက်တာ ကောင်းမဲ့ထင်လို့လောက်ကြတာချစ်ပဲပေါ့ဒါကကိုယ့်ကိုတတ်သေးတဲ့စူးစိုက်နှုတ်တဲ့ပုံကိုယ်တွေတောင်းမှပဲချမ်းသာမဲ့ထင်ပြီးတော့လောက်တယ်တခြားအလုပ်တွေလည်းထို့တူပဲသရဝရီရဲ့အသက်ကိုတတ်ပြီးတော့စီပွားဖြစ်ရင်ချမ်းသာတယ်ငွေကြေးတနာရရင်ချမ်းသာသရဝရီအသက်ကိုတတ်ခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ဆင်းရဲဒုက္ခဆိုတာထက်မတွေ့ဘူး အာဟုသူတွေထက်မတက်ဘူးချမ်းသာဒုက္ခရဖို့ဆိုရဲချမ်းသာမယ်ဆိုရဲရွယ်ချက်နဲ့လောက်တာသို့တော့ကိုလိုလားတဲ့ချမ်းသာကြီးရလာလို့ဆိုမရဘူးမကောင်းတဲ့ကံတွေရဲ့အကျိုးဖြစ်ထွန်းလာပြီဆိုလို့ရှိရင်ဆိုးကျိုးတွေဟာစုပြုံပြီးတော့ရောက်လာဆိုပါစို့မိမိယောဂနဲ့ပတ်တဲ့အစာစားတဲ့ပုဂ္ဂိုလ်ကလည်း သူစိတ်ထဲမှာဒါစားလိုက်ရလို့ရှိရင်စိတ်ထဲမှာကျဉ်းနှက်နှစ်သိမ့်မှုဆိုတဲ့ချမ်းသာဒုက္ခကိုရလိုက်မယ်လို့လောက်တာပဲစားပြီးတဲ့အခါမှာထိုးအစာကနေဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုကြတော့ပြင်းထန်တဲ့ယောဂဝေဒနာကိုခံရပြန်ဘယ်သူပဲဖြစ်ဖြစ်ချမ်းသာဒုက္ခရလိုက်မယ်ထင်ပြီးတော့လောက်ကြတာပဲချမ်းသာဒုက္ခရလိုက်မယ်လို့ ညှောလင်းချက်နဲ့လှုပ်ကြတာပဲသို့တော့ကိုမန်းချက်နဲ့နှမ်းတွေမကြိုက်ဘူးဆိုတာလိုပဲအကောင်းကိုညှောမှန်းထားပေမဲ့လို့အဆိုးတွေကရောက်လာအဆိုးတွေရောက်လာတဲ့ဆိုးကျိုးတွေကိုရရှိခံစားလာအဲ့ဒါမျိုးကိုဆုံးလို့ရပြင်ရခက်တဲ့အမှားဆိုတာနော်ပြင်ရခက်တဲ့အမှားဆိုတာ ကောင်းမဲ့ထင်လို့လုတ်ပေမဲ့လို့မိစ္ဆတာမှားတဲ့သဘောပဲအမှားတစ်ခုကိုလုံးလိုက်တယ်အဲ့ဒီအမှားဟာနိယတအကျိုးကိုထုတ်လုပ်ဖို့ရသေချာနေပြီဆိုပါစို့အစိတ်ရဲ့အကျိုးတည်ရောက်မှုကိုမမြင်ဘူးအစိတ်ခတ်ထားတဲ့ ယမကာကိုတောက်တဲ့ပုံပေါ်ပြောရွှင်လို့တဲ့စိတ်နဲ့တောက်လိုက်ပြီမယ်လို့အစိတ်အကျိုးတက်ရောက်လာပြီဆိုရင် ပြင်လို့မရတဲ့အနေအထားမျိုးရောက်သွားတာပေါ့ဒီလိုဆိုလို့ရတယ်မှားတယ်ဆိုတာကိုယ့်ရဲ့မြှုပ်လင့်ချက်ဖြစ်မလာတာကိုမှားတယ်လို့ခေါ်တယ်